ထိုင်းနိုင်ငံမှာပြန့်နှံ့နေတဲ့ကိုဗစ်ရောဂါကူးစက်ခံလိုက်ရပြီးတော့အသေးအတန်ခံစားနေရတဲ့သက်မွန်မြင့် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Seri Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။2019ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ကိုဗစ်ရောဂါလက်တလုံးမှာနိုင်ငံတကာလူအများကိုပြန်လည်ပြီးတော့ခြောက်လန့်လာခဲ့ပြန်ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံနဲ့အာရှနိုင်ငံတွေမှာကိုဗစ်ရောဂါပြန်ဆပြီးတော့ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အိနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုရင်လူ2000နီးပါးလောက်အထိကူးစက်ခံရပြီဖြစ်ပြီးတော့လူ30နီးပါးအသက်ပြောင်းနေရပြီဖြစ်ပါတယ် ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါအရန်ကိုပြန့်နှံ့နေရာကြောင့်စိုးရင်စရာလည်းဖြစ်လို့နေတာပါဒါအပြင်တမမမြင်ရလဲထိုင်းနိုင်ငံမှာနေထိုင်သူဖြစ်တဲ့အတွက်ရောဂါကူးစက်ခံလိုက်ရပါတယ် တမုံမြင့်ကထိုင်းနိုင်ငံမှာအခြေချနေထိုင်နေတာကြပါပြီ။ခင်မုံဖြစ်သူရဲ့အလုပ်ကထိုင်းနိုင်ငံမှာဖြစ်တာကြောင့်ပြောင်းရွှေ့ပြီးတော့နေထိုင်နေကြတာဖြစ်ပါတယ်။လက်တလုံးမှာပြန်ပွားနေတဲ့ကိုဗစ်ရောဂါကကလေးငယ်တွေနဲ့ယောဂအခန်းရှိသူတွေသက်ကြီးရွယ်အိုတွေမှာပို့ပြီးတော့စိုးရိမ်နေရတာဖြစ်ပါတယ်။တမုံမြင့်ကယောဂအခန်းရှိတဲ့သူဖြစ်တဲ့အတွက်အားနေပြီးတော့ယောဂအလွယ်တကူကူးဆက်သွားခဲ့တာပါ။ ပထမဆုံးစားဖြစ်တဲ့အချိန်မှာအထက်လန်အောင်ရှောတာဖြစ်တယ်လို့ထင်နေကြတာပါ။ဝမ်းလဲရှောသလိုအန်လဲအန်တဲ့အပြင်ဘာမှလည်းမစားနိုင်ပဲဖြစ်နေကြတာပါ။ဘိုက်တွေရနာပြီးတော့တော်တော်လေးဆိုးနေတာကြောင့်သမွန်မင်းကစေးစစ်ကြည့်လိုက်မှသာကိုဗစ်ရောဂါဖြစ်နေမှန်းသိလိုက်ရတာပါ။ကိုဗစ်ရောဂါကိုကူးစက်ခံလိုက်ရမယ်လို့မထင်ထားတဲ့အတွက်သူမအနေနဲ့လည်းအယံကိုလန့်သွားခဲ့ပါတယ်။ ဒါအပြင်တမုံမြင့်ကအရေးပြားလီဘက်နာယောဂါကြောင့်စိတ်ကူးသားမှုခံယူနေရတာဖြစ်ပါတယ်။ယောဂါအမြဲတမ်းလိုလိုဖြစ်နေတာမဟုတ်ပေမဲ့ တနေ့ရွှေတနေ့ငွေဆိုသလိုအများရန်ပြောင်းလဲလို့နေတာဖြစ်ပါတယ်။ကိုဗစ်ရောဂါပါထပ်ဖြစ်တဲ့အတွက်အရန်ကိုခံစားနေရတာပါ။နှစ်ရက်လုံးလုံးမထနိုင်လောက်အောင်ကိုခံစားရပြီးတော့ဤစိတ်နေအောင်ခံနေရတာဆိုပြီးတော့သံမုံမြင်ကမျှဝေထားပါတယ်။ဒါပေမဲ့သံမုံမြင်ကထိရောက်တဲ့ကုသမှုကိုခံယူနေတဲ့အတွက်အချိန်နည်းကထင်သလောက်မဆိုးပါဘူး။ဝမ်းရှောနေရလို့ထင်တဲ့အချိန်ကစပြီးတော့ဒစားရီတွေကိုသာဆွဆွမဲမဲတောင်းနေကြတာဖြစ်ပါတယ်။ဒစားရီကိုနိုင်နိုင်တောက်ထားတာကြောင့်ကိုဗစ်ရောဂါရဲ့ဆိုးကျိုးဖြစ်တဲ့ရေတက်ဆုံး ်ရှုံးတာကိုကာကွယ်နိုင်ခဲ့ပြီးတော့သူမကတော်တော်လေးကိုတတ်တာနေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အပြားလဲလုံးဝမရှိခဲ့ပါဘူး။ အခုချိန်မှာတော့သမုံမြင်ကနည်းနည်းတက်တာလာပြီဖြစ်တဲ့အတွက်ပရိသတ်တွေကိုဂယူဆိုင်ဖို့တတိပေးလာတာဖြစ်ပါတယ်။ကိုဗစ်ရောဂါတကယ်ပြန်ဖြစ်နေပြီဆိုတာအမှန်ဖြစ်ကြောင်းအသိပေးလာတာပါ။ဒါအပြင်ကိုဗစ်ရောဂါကိုမပေါ်စားဖို့အတွက်လည်းတတိပေးလာပါသေးတယ်။အခုချိန်ထိလည်းသမုံမြင်ကရောဂါအရှင်းမပြောက်သေးပါဘူး။အားမရှိသေးတဲ့အပြင်ကိုဗစ်ရောဂါရဲ့နောက်ဆက်တွဲအနေနဲ့မောနေတာဖြစ်ပါတယ်။အဆုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်တာကြောင့်အမောမခံနိုင်များမျိုးတွေကိုခံစားနေရတာတွေ။ အပြင်းထန်ခံစားလိုက်ရတာကြောင့်ပဲဝိတ်တွေလည်းကျသွားခဲ့ပါတယ်။သမုံမြင့်ကအဝလွန်နေတဲ့အပေါ်မှာဝိတ်ချရခက်ခဲနေပေမဲ့အခုချိန်မှာတော့အဖျားကြောင့်ဝိတ်ကျသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်းကိုဗစ်ရောဂါပြန့်ဖြစ်နေပြီဖြစ်ပါတယ်။ဖြစ်တဲ့သူတွေအနေနဲ့ပြန်ရှိလာပေမဲ့ကွယ်လွန်သူတွေတော့မရှိသေးပါဘူး။ကိုဗစ်ရောဂါကိုကာကွယ်ဖို့အတွက်ဆိုရင်တော့လက်ပုံမှန်ဆေးပြီးတော့ Mastek ကအတက်နိုင်ဆုံးအိမ်ထဲမှာနေတဲ့နီးလန်းနေတဲ့ကာကွယ်ကြရမှာဖြစ်ပါတယ်။ကိုဗစ်ရောဂါကူးစက်ခံလိုက်ရပေမဲ့ပြန်ကျန်းမာလာတဲ့သက်မွန်မြင့်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။